မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ၄ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းတွေကတော့ KNB နဲ့ဖားဆောင်မြို့နယ်အတွင်းမှာ2024ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့ကနေစပြီးတော့ AP လ12ရက်နေ့အထိတိုက်ပွဲများမှာစစ်ကောင်စီတပ်သားတရာကျော်တေဆုံးပြီး56ဦးအရှင်ဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် 2024ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့ကဖားဆောင်မြို့နယ်အတွင်းမှာရှိတဲ့ဇီဒီတော်များမှာစခန်းချနေထိုင်နေတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်များကဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီဘက်ကအရာရှိတဦးအပါအဝင်5ဦးသေဆုံးပြီးတော့လက်နက်ခဲယမ်းများကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ပွဲတွေအတွင်းမှာပိတ်မိနေတဲ့အရက်သား130ကျော်ကိုတော်လိုင်းတပ်ဖွဲ့များကကယ်ထုတ်ခဲ့ပြီးတော့ဘေးကင်းရာနေရာများကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။မက်စလာ၂၀ရက်နေ့မှာဘော်လခဲမျိုးကနေဖားဆောင်မျိုးကိုစစ်ကူလာနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကို ဖားဆောင်မြို့နယ်ပါပုကျေးရွာအနီးမှာတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်းစီတပ်သား16ဦးသေဆုံးပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။အေပီလာ12ရက်နေ့မှာလည်းဘော်လခဲမြို့ကနေဖားဆောင်မြို့ကိုစစ်ကူလာနေတဲ့စစ်ကောင်းစီတပ်ဖွဲ့များကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်းစီဘက်ကအယောက်80ကျော်သေဆုံးပြီးဗျူဟာမှုအပါဝင်56ဦးအရှင်ဖမ်းပြီးကလက်နက်ခဲယမ်းများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲများမှာအလဲပိုင်းတိုင်းကရင်ပြည်စစ်ဒေသ PDF တပ်ရင်းများကလလာတ KA KNDF နဲ့အခြားတပ်ပေါင်းစုကပါဝင် ပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်လမိုင်းမြို့နယ်ကွယ်ကလကုတ်ကျွန်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးတဲ့နောက်အရာခံဗိုလ်တအုပ်အပါဝင်နှစ်ဦးကိုဖမ်းဆီးရမိသလိုလက်နက်ခဲယမ်းတချို့လည်းတင်စီရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကလကုတ်ကျွန်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရေဒက်စခန်းကိုမေလ3ရက်နေ့မှာတော်လိုင်းပူပေါင်းအဖွဲ့ကတွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့မနက်မိုးလင်းတဲ့အထိကိုနှစ်ဖက်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီထံကနေပြီးတော့တနက်9လက်ကြီပေါက်တချို့နဲ့ကြီစံတွေကိုပါပိန်းစီရမိခဲ့တယ်လို့သိရှိရပါတယ်။ကလကုတ်ကျွန်းဟာရေးမြို့မြောက်ဘက်လမိုင်းမျိုးနယ်ခွဲရဲ့တောင်ဘက်ပင်လယ်ထဲမှာတီးခြားတည်ရှိတဲ့ကျွန်းဖြစ်ပြီးတော့အဲ့ဒီကျွန်းပေါ်ကအောက်စိတ်ကြီးရွာမှာအကြမ်းဖက်စစ်ကောင်စီအင်အား20ဝန်းကျင်လောက်နဲ့ တက်ဆွဲစခန်းချထားတာဖြစ်တယ်လို့သိရပါဗျ။ကျောင်းမှာမှာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကူအဖြစ်နဲ့စီးလာတဲ့ကားတွေကိုဂရုစိတ်နားမှာရပ်ထားတဲ့အချိန်တော်လိုင်းအဖွဲ့တွေကမိရှုဖြတ်စည်းခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီကလေရင်နဲ့၃ချိန်ထက်မနည်းဘုံကျဲကဆက်လက်နဲ့ပစ်ခတ်ခဲ့တာတွေရှိရာကြောင့်ကလကုံကျွန်းဂရုစိတ်ကော့တော့အဆရှိတဲ့ခြေရာတွေဘက်ကိုလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့ပြီးတော့အဆောက်အဦတွေမိလောင်ပျက်စီးတာတွေရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မုတ်ပလင်လမ်းစုံစစ်ဆေးရေးဂိတ်ကို drone နဲ့ပုံကျဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၁ရက်နေ့မနက်9:42မိနစ်အချိန်ကကြိုက်ထုံမြို့နယ်မုတ်ပလင်လမ်းစုံစစ်ဆေးရေးဂိတ်ကိုတော်လိုင်းပူအောင်တပ်ဖွဲ့က ဒရုန်းနဲ့ဘုံဒီလေးလုံးကျဲချတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးအရာရှိ2ဦးနဲ့အခြားအဆင့်9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်နောက်ဆက်တွဲသတင်းအရအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲမီ2ဦးလည်းအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုစိုက်ထိုးတော်လိုင်းအင်အားစု KRF, KNU, KNLA, Nighthawks နဲ့စိုက်တူပကဖပူပေါင်းအဖွဲ့တို့ကပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်များအလုံးအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စိုက်ထူတော်လိုင်းရင်အားစု KRF အနေနဲ့ စစ်အာဏာရှင်စနစ်ကြာဆုံးသည့်အထိဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်ပြီးတော့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုအသက်ပေးပြီးတော့ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်းနဲ့ပြည်သူလူထုအပေါ်မှာဒဇုံတရာထိခိုက်နေတာပျက်စီးဆုံးရှုံးစေမယ်ဖောက်ခွဲမှုပြစ်ခတ်မှုများအားပြုလုပ်မှာမဟုတ်ကြောင်းကိုကြိုက်ထိုးတော်လိုင်းအင်အားစု KRF ကပြောဆိုထားတယ်လို့သိရပါတယ်အလားတူပဲမန္တလေးတိုင်းမြစ်သားမြို့နယ်ရိတ်ကန်ချေးရွာတာဝါတိုင်းဆောက်စစ်သားများကို drone နဲ့ပုံကျဲတိုက်ခိုက်ရာစစ်သားတအုပ်တေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ3ရက်နေ့ကမနက်09:30မိနစ်အချိန်ကမှမြစ်သားမြို့နယ်ရစ်ကန်ကျေးပါတာဝါတိုင်းစောင့်ပြီးတော့အထိုင်ချတပ်ဆွဲထားတဲ့စစ်တပ်ကို drone နဲ့ဘုံဒီ၄လုံးကျဲချတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားတဦးတေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုနထိုးကြီး People Defense Force မြင်းကြံခရိုင်အမှတ်၄တပ်ရင်းကရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပျော်ဝယ်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီအတွက်အလုလုပေးနေတဲ့တိန်လွင်စိုးခေါ်ကြောက်ခဲပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၄ရက်နေ့မှာပျော်ဝယ်မြို့နယ်ပေရင်ရှိကျေးရွာမှာနေထိုင်တဲ့အကြမ်းဖက်စစ်ကောင်စီအတွက်အလုလုပေးနေတဲ့သူတိန်လွင်စိုးခေါ်ကြောက်ခဲကို ရွာလေကောင်စေကန်းရှိမှာအမိမသိတဲ့တနတ်သမားများကပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတေဆုံးခဲ့တယ်လို့သိရပါဗျ။တေဆုံးသွားတဲ့တိန်လွင်ဆိုးဟာတော်လိုက်တပ်ဖွဲ့များထောင်ထားတဲ့မိုင်းများကိုစစ်တပ်ထံကိုသတင်းပေးပို့ခြင်း PDF များနိုင်ငံရေးတက်ကြွလှုပ်ရှားသူများနဲ့ NLD ပါတီဝန်ရံသူများရဲ့အမိစရဲများကိုစုံစမ်းထောက်လှမ်းပြီးတော့စစ်တပ်ကိုပေးပို့တဲ့သူဖြစ်တယ်လို့သိရပါဗျ။ပေပင်ရှိကြေးရွာကတိန်လွင်ဆိုးကတော့ဒီမနက်အစောပိုင်းမှာပြစ်ခတ်ခံရပြီးတော့ပွဲချင်းပြီးတေဆုံးသွားပြီးစစ်တပ်ကိုဖုံးဆက်တာမလာရဲဘူးလို့ပြောတယ်တဲ့။ နာရီကပဲလွတ်လိုက်မယ်ဆိုပြီးတော့ကားပဲလွတ်လိုက်တာလာတင်သွားတယ်တိန်းလွင်ဆိုးကနွားပွဲစားအရင်တစ်ခေါက်တုန်းကစစ်ကြောင်းထိုးမှာကိုတိလို့ PDF ကမိုင်းထောင်ထားတာကိုသူကသွားချွန်တာအဲ့ဒီတုန်းက PDF ရဲဘော်တူသူ့ကြောင့်ကြာဆုံးခဲ့ရတယ် PDF နဲ့တက်ကြွလှုပ်ရှားသူတွေ NLD ပါတီဝင်ရတဲ့သူတွေသူ့ကြောင့်အိမ်မှာမနေရဘူးပြေးနေကြရတာရွာမှာကတကြီးမရှိတော့တာကြားပြီးဘသူမှလည်းတက်မလို့ရဲကြဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်မက်လာ၂ရက်နေက ပျော်ဝယ်မြို့နယ်ရွာတိကျေးရွာနယ်ပေပင်ရှိကျေးရွာကြားမှာစစ်ကောင်စီကစစ်ကြောင်းထုတ်လာတဲ့အချိန် PDF တပ်များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအချိန်မှာစစ်ကောင်စီကသတင်းကြိုရတဲ့အတွက်ကြောင့်မိုင်းဆွဲမှုကနေလွတ်မြောက်သွားပြီး PDF ရဲဘော်မောင်ခတ်မင်းတော်အသက်16နှစ်ကိုပြစ်ဒဏ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်မှာတိန်လွင်စိုးကစစ်တပ်ကိုသတင်းပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပူတာဟုတ်ခရိုင်ကို73စီလေးလာရောက်ပို့ဆောင်နေတဲ့စစ်ကောင်စီရဲ့18လေရင်ကနေစဉ်ဆိုသလိုတပ်မိသားစုဝင်များကိုပြောင်းရွှေ့နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တပ်မိသားစုဝင်အယောက်30ခန့်ကိုနေစဉ်ပြောင်းရွှေ့တယ်ပို့နေတယ်လို့လေရင်ဝင်နဲ့နှီးဆက်တဲ့သူတို့ကပြောပါတယ်စီလာပို့တာတရက်နေ့ကနေစပြီးတော့နေတိုင်းလိုလိုဇက်တိုက်လာတာဆိုတော့ဒီနေ့နဲ့ဆိုရင်3ကြိမ်ရှိပြီပေါ့လုံးကြုံရေးကအတွင်းရောအပြင်ရောယူထားတယ်စီတင်ပြီးတော့လာပြီးအပြန်ကြတော့လူတင်သွားတယ် တပ်မိသားစုဝင်နေဟုတ်တယ်အပြင်လူလဲပါမယ်ထင်းနေနေတိုင်းလိုလိုတင်သွားတယ်တက်ပြောင်းလာလားတော့မသိဘူးလို့ပြောဆိုခဲ့ပါတယ်အဲ့ဒီလေရင်ဟာမန္တလေးမြို့ကိုပြန်လဲထွက်ခွာသွားခြင်းဖြစ်တယ်လို့သူကပြောဆိုခဲ့ပါတယ်အခုရက်ပိုင်းအတွက်မှာပူတာကိုလေရင်ကွင်းအနီးတဝိုက်မှာစစ်ကောင်စီလက်အောက်ခံခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကလုံခြုံရေးယူပေးနေတယ်လို့ဒေသခံအမျိုးသားတို့ကပြောပါတယ်လေရင်ကတော့ခါတိုင်းတော့ညနေပိုင်းမှာလာတာဟုတ်တယ်။လာရင်လည်းတိတ်အကြကြီးမနေဘူး။တခါတလေတော့အကြကြီးနေတယ်။ ပုံမှန်ကတော့ခြားစရာရှိတာမြန်မြန်ခြားပြီးတော့ပြန်တက်သွားတယ်ပြစ်ခံရမှာကြောက်လို့နေမှာပေါ့လေရင်ဝင်းထိတ်ကနေဟိုးအောက်ထိနှစ်ယောက်တည်းကင်းဆောက်နေကြတာလို့ပြောဆိုခဲ့ပါတယ်ဆွန်ပရာဘွန်မြို့မှာတိုက်ပွဲများပြင်းထန်နေပြီးတော့မြစ်ကြီးနားပူတာအိုလမ်းများပိတ်ထားတဲ့အချိန်ဟာကြာမြင့်လာပြီးဖြစ်တာကြောင့်ပူတာဝမြို့မှာ73စီများပြတ်တောက်ခဲ့တယ်လို့သိရပါဗါးဒါကြောင့်ပြီးခဲ့တဲ့မေလ1ရက်နေ့ကနေစတင်ပြီးတော့နေတိုင်းဆိုသလို73စီများကိုလေကြောင်းကနေတင်ပို့နေတယ်လို့သိရပါဗါးတိုက်ပွဲတွေကြောင့်မြစ်ကြီးနားပူတာအိုလမ်းပိတ်ခဲ့တာဟာ နှစ်လခန့်ရှိပြီဖြစ်ပြီးတော့လက်ရှိမှာပူတာဟုတ်ခရိုင်အတွင်းမှာစားသုံးကုန်တွေဟာလည်းပြက်လက်နေပြီဖြစ်တဲ့အတွက်မြကြီးနားကနေလေရင်နဲ့အဓိကတဲပုတ်နေရတယ်လို့သိရပါတယ်။လမ်းပိတ်နေတဲ့ကာလအတွင်းမှာစစ်ကောင်စီက Y8 လေရင်နဲ့ပူတာဟုတ်အခြေစိုက်တိုင်ရင်တပ်ဖွဲ့များအတွက်ရိတ်ခါများလာရောက်ပို့ဆောင်ခြင်းများကိုမကြာခဏပြုလိုက်လိမ့်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုရပိုင်အတွင်းမှာကျွန်တော်ရဲ့အတန်နေနာနေတဲ့အတွက်ကြောင့်လူကြီးများများအားလုံးကိုအနုအညွတ်တောင်းပါပါတယ်ဗျာ။ တီးခံပြီးတော့နားထောင်ပေးကြတဲ့လူကြီးမင်းများအားလုံးကို Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ